ရိုးရလက်ဝိတ်ကိုအထင်မကြီးဘူးဆိုတဲ့ဖိုက်တာကို ရာဇဝင်ကျွေးဆက်ရတော့မဲ့မြန်မာဖိုက်တာတမဏိဆိုလင်ဦးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Night Studio Entertainment Facebook နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ ်ဝမ်ချမ်ပီယံရှစ်ကတော့ပြည်သက်တွေမျောလင့်ခဲ့မှုတဲ့ပွဲကောင်းတစ်ပွဲကိုစီစဉ်ပေးလာခဲ့ပါပြီအင်္ဂလန်မွေထိုင်းလီဂျန်ကြီးတူဖြစ်တဲ့လီယန်ဟယ်ရီဆန်နဲ့မြန်မာလက်ဝိတ်ဖိုက်တာဆိုလင်ဦးကိုထိမက်မထားတဲ့အချိန်မှာပွဲတည်ပေးလာခဲ့ပါပြီဒီတွဲဆိုင်ကိုမျောလင့်ခဲ့မှုပေမဲ့ဒီအချိန်မှာတော့ဖြစ်မလာနိုင်တော့ဘူးထင်ခဲ့တာပါဟယ်ရီဆန်နဲ့ဆိုလင်ဦးကိုရင်ဆိုင်ရမယ်လို့မျောလင့်ခဲ့တာကတမ်မနီဆိုလင်ဦးအနေနဲ့ဆက်ဆံတဲ့ပွဲမထိုးခင်တုန်းကဖြစ်ပါတယ် ဟယ်ရီစင်တရားဆက်ဆံကိုရှုံးနိမ့်ပြီးတဲ့နောက်မွေထိုင်းလောကကနေအပြေးပိုင်နားယူသွားခဲ့ပြီလို့ကြေညာခဲ့ဘူးတာပါသူရဲ့လက်အိတ်တွေကိုတန်စကားဝိုင်းတွင်ချုပ်ခဲ့ပြီးထွက်သွားခဲ့တာလည်းဖြစ်ပါတယ်တကယ်လို့နဲ့ရော့ထန်တို့တွေ့ဆုံကြမဲ့1172ပြိုင်ပွဲနဲ့ပတ်သက်ပြီးတွေ့ဆုံမှုမှာဝမ်ချန်ပီယံရှစ်ဘက်ကအော်ဂယ်လာတရနေ့ဓမ္မမာပွဲကျင်းပမဲ့အကြောင်းပရိုမိုးရှင်းဆင်ခဲ့ပါဗျာ။ အစပိုင်းမှာပထမဆုံးကြီးညာခဲ့တဲ့တွဲဆိုင်ကတော့ Stanfordet နဲ့ Dennis Sambo Angaro ရဲ့အမျိုးသမီး Underweight MMA Champion ကပဲလူပွဲပဲဖြစ်ပါတယ်။အဆိုပါခေါင်ပွဲပါဝင်တဲ့1173ပြိုင်ပွဲကြီးထဲမှာ Leroy Harrison တယောက် Solin Hu နဲ့ Bannerweight မွေထိုင်းပွဲထိုးသက်မဲ့အကြောင်းကိုအတည်ပြုလိုက်ပါပြီ။ ဝမ်ချမ်ပီယံရှစ်ဘက်ကအခုလိုမျိုးတွဲဆိုင်စီစဉ်ပေးလာတာကပေးသက်အားပေးဝင်းရံမှုများတဲ့ဖိုက်တာနှစ်ယောက်ကိုအသုံးချပြီးဝေရှားသွားဖို့ပဲဖြစ်ပါတယ်။လီရန်ဟယ်ရီဆန်ဆိုရင်အသက်အရွယ်အားဖြင့်လုံးဝကိုအကြပိုင်းကိုရောက်ရှိသွားခဲ့ပါပြီ။ဆိုလင်ဦးဆိုရင်မာကုံကောင်းပြီးလက်တီထိုးချက်တွေကောင်းပေမဲ့နောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်ထားခဲ့တာပါ။ သူတို့နှစ်ယောက်ထိတ်တိုက်တွေ့ဆုံမှုကိုပွဲရက်လက်ပိုင်းအရကြည့်မယ်ဆိုရင်သိပြီးစိတ်ဝင်စားဖို့တော့မကောင်းပါဘူး။ဒါပေမဲ့လေကြံကြံတန်တန်ထိုးသက်မဲ့ Fighter Nu ရဲ့တွေ့ဆုံမှုကပိသက်တွေစိတ်ဝင်စားမှုအပြည့်ရှိမှာပါ။ပိသက်တချို့ကဆိုရင်သူတို့နှစ်ယောက်ရဲ့ပွဲကိုကြည့်ဖို့မဆောင်နိုင်တော့ဘူးဆိုပြီးတော့တောင်းပြောကြားခဲ့တာပါ။ ဒီပွဲစဉ်က Leader Harrison ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်ဖို့ရှိနေပြီးသူအနေနဲ့နိုင်ရလက်နဲ့မွေထိုင်းလောကကနေအနားယူဖို့ပြင်မှတ်ထားလာမှာပါဆိုလီယူအနေနဲ့လည်းဒီပွဲမှာတေချာပြင်ဆင်ထားဖို့လိုအပ်ပါတယ်သူထက်အသက်ကြီးပြီးအကြပိုင်းကိုရောက်နေတဲ့ Fighter ကိုတော့အနိုင်ယူပြနိုင်ဖို့ကြိုးစားရမှာပါဒီပွဲစဉ်မှာတမက်ဝိတ်တွင်ဝင်ရောက်နိုင်မှုကိုလည်းအဓိကဦးစားပေးဖို့လိုအပ်ပါတယ်။ပွဲကစားချိန်က9လလောက်လိုသေးတာဖြစ်လို့၄ချင်းချင်းများစွာရနေသေးတာပါ။ သူနေနဲ့အကောင်းဆုံးပြင်ဆင်ပြီးရက်လက်ကောင်းကောင်းရယူပြနိုင်ဖို့လိုအပ်ပါတယ်။ဒါမှလည်းနောက်ပိုင်းမှာသူ့အတွက်ပွဲကောင်းတွေဇက်တိုက်ရရှိလာမှာပါ။ချုံမွေးတွေဆက်သွားရင်တော့ပွဲကောင်းရဖို့ခက်ခဲသွားနိုင်ပါတယ်။ဒီပွဲကသူ့အတွက်ဝမ်ချမ်ပီယံရှစ်ဘက်ကကောင်းမွန်တဲ့အခွင့်အရေးတစ်ခု ပေးလာခဲ့ခြင်းမျိုးလည်းဖြစ်ပါတယ်။အကောင်းဆုံးအသုံးချသွားနိုင်ဖို့လည်းမျှော်လင့်မိပါတယ်။ ပေးတဲ့အများစုကဆိုလင်းယူကိုလက်သီးထိုးချက်တမျိုးတည်းမဟုတ်ပဲဤစနစ်စုံစုံနဲ့ထိုးသက်စေခြင်းကြတာပါဒါပေမဲ့လေသူ့အနေနဲ့ဒီထက်အများကြီးတိုးတက်လာဖို့တော့တိတ်မရှိသေးပါဘူးအသက်ရွယ်အားဖြင့်လေ33နှစ်ကိုရောက်ရှိနေပြီဖြစ်လို့တိကျသေးကြတဲ့လက်သေးထိုးချက်မျိုးကိုပဲပါဝါထက်ထက်နိုင်ဖို့စူတောင်းရမှာပါလီရယ်ဟယ်ရီစင်ကအယံမြန်တဲ့ fighter ဖြစ်ပြီးဆိုလင်းဦးထက်လည်းနီးစနစ်ပိုဆုံးတဲ့ fighter လို့ဆိုရမှာပါမကုံပိုင်းနဲ့တက်လုံပိုင်းမှာတော့ဆိုလင်းဦးကအသာစီးရယူထားတာတွေ့ရမှာပါ ီပွဲစဉ်ကပိတ်သက်အားပေးမှုအပြည့်အဝရရှိမဲ့ပွဲမျိုးလည်းဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မွေတိုင်းလေးချက်တူဖြစ်တဲ့ Lee Harrison လို Fighter မျိုးကိုအနိုင်ယူပြနိုင်ရင်တော့ဆိုလင်ဦးအတွက်ရန်ကိုအောင်မြင်သွားနိုင်တယ်လို့ဆိုရမှာပါ။ ပြိုင်ဘက်လီရယ်ဟယ်ရီစင်ကဝမ်ချမ်ပီယံရှစ်ကိုအနိုင်ရလက်နဲ့ပဲနှုတ်ဆက်သွားမလားဒါမှမဟုတ်ဆိုလင်ဦးကပဲလက်ဝိတ်ကိုအထင်မကြီးဘူးလို့လှောင်ပြောင်ထားတဲ့ဖိုင်တာကိုအမောက်သိပ်ပြီးရာဇဝင်ကြီးဆက်သွားမလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါကြောင်းသုံးသက်ပြောကြရင်ကျွန်တော်တို့ရဲ့စီစဉ်လေးကိုဒီနေရာမှာပဲရန်နာလိုက်ပြသေးဗျာကြည့်ရှုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်ကတော့ Night Story Entertainment ရဲ့ P90 တင်ဆက်သူဖြစ်ကိုပါ